ကချင်မျိုးနွယ်စု6စုလုံးပါဝင်ဆင်နွှဲခဲ့တဲ့69နှစ်မြောက်ကချင်ပြည်နယ်နေ့အခမ်းအနားကိုဇန်နဝါရီလ10ရက်နေ့ကကချင်ပြည်နယ်ရဲ့မြို့တော်မြကြီးနားမြို့ရှိစီတာပူမနောခွင်မှာပြုလုပ်ခဲ့ပါတယ်။ဇန်နဝါရီလ10ရက်နေ့မှာကြာရောက်တဲ့ကချင်ပြည်နယ်နေ့အခမ်းအနားကိုကချင်ပြည်နယ်မြကြီးနားမြို့ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်ခဲ့သလိုဖားကန်မိုးမောင်အစရှိတဲ့ကချင်ပြည်နယ်ရှိမြို့အသီးသီးမှာကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။မြကြီးနားမြို့ရှိစီတာပူမနောခွင်မှာပြုလုပ်ခဲ့တဲ့ကချင်ပြည်နယ်နေ့အခမ်းအနားမှာချင်းဖော်လက်ချိတ်လဝဆိုင်ဝါရဝမ်လီ စုအစရှိတဲ့ကချင်မျိုးနွယ်စု6စုလုံးပါဝင်ဆင်နွှဲခဲ့ပြီးကချင်တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်တွေကချင်မျိုးနွယ်စု6မျိုးမှယဉ်ကျေးမှုအဖွဲ့တွေတက်ရောက်ခဲ့ကမျိုးနွယ်စုအလိုက်ယဉ်ကျေးမှုအကရေနဲ့ကပြဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပါတယ်။ကချင်ပြည်နယ်နဲ့အခမ်းအနားမှာပြည်နယ်အစိုးရအားပေးကူညီမှုနဲ့လူမှုအဖွဲ့အစည်းတွေကဦးဆောင်ပြီးမာရသွန်ပြိုင်ပွဲတွေအားကစားပြိုင်ပွဲတွေကိုလည်းထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်နဲ့အတွက်နိုင်ငံတော်သမ္မတဦးထင်ကျော်ကလည်းသုံးဝန်လွှာပေးဖို့ခဲ့ပြီးဒီနေ့ဒီအချိန်ဟာအတိတ် သမိုင်းကမိမိတို့တိုင်းရင်းသားညီအကိုမောင်ရင်းနှမတွေအကြားအကြောင်းမျိုးမျိုးကြောင့်ပေါ်ပေါက်ခဲ့ရတဲ့လက်နက်ကိုင်ပရိပခါတွေချုပ်ငိမ့်ပြီးတော့ရေရှည်တည်တတ်မယ်စစ်မှန်တဲ့ထောင်ရငိမ့်ညံ့ရေးရရှိဖို့အတွက်တိုင်းရင်းသားညီအကိုမောင်နှမအားလုံးကစိတ်ရင်းမှန်တဲ့စူးစမ်းအကောင့်တွေပေါ်ဆောင်ရွက်ရမယ့်အချိန်ကာလဖြစ်လို့ဒီလိုအချိန်ကာလမျိုးမှာတိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံးစစ်မှန်ပြီးရေရှည်တည်တတ်တဲ့ငိမ့်ညံ့ရေးရရှိဖို့စိတ်ရင်းစေတနာအမှန်နဲ့စူးစမ်းမှသာပရိပခါနှုံကနေရုံးထွက်နိုင်မှာဖြစ်တယ်လို့သမရရဲ့တဝန်လောင်းမှာပါရှိပါတယ် ဒါအပြင်ကချင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးငြိမ်းချမ်းမှုရရှိစေရေးအတွက်အမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဘူဌာနကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတရက်လုံးအောင်မြင်စေဖို့တိုင်းရင်းသားပြည်သူတရက်လုံးကအစိုးရနဲ့အတူပူးပေါင်းလက်တွဲပြီးတော့ဝိုင်းဝန်းချိုးဝန့်အကောင့်တွေဖော်ပေးကြဖို့လိုအပ်လျက်ရှိကြောင်းနဲ့နိုင်ငံတော်ကအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိတဲ့အမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အမြန်ဆုံးအောင်မြင်အောင်တိုင်းရင်းသားညီကိုမောင်နှမတွေအားလုံးကခိုင်မာတဲ့ပြည်အောင်စုစိတ်တဲ့စစ်မှန်တဲ့မျိုးချစ်စိတ်တဲ့ က်တို့နဲ့သွေးစည်းညီညွတ်စွာတက်ညီလက်ညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်းတမရဦးထင်ကျော်ကတဝန်လာမှာထည့်သွင်းတိုက်တွန်းထားပါတယ်။လွတ်လပ်ရေးရရှိပြီး1948ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာကချင်ပြည်နယ်ကောင်စီညီလာခံရဲ့ပထမဆုံးအစည်းအဝေးကျင်းပခဲ့ပြီးကချင်ပြည်နယ်ကောင်စီအစည်းအဝေးကကချင်ပြည်နယ်အစိုးရအဖွဲ့ဖွဲ့စည်းခြင်းကိုဂုဏ်ပြုတဲ့အနေနဲ့ဇန်နဝါရီလ10ရက်နေ့ကိုကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ပြသခဲ့တာဖြစ်တယ်လို့သိရပါတယ်။